ီတော့စိတ်သည်အင်မတန်အခရာကြတယ်စိတ်ကမကောင်းဘူးဆိုလို့ရှိရင်မကောင်းတဲ့စိတ်တွေနဲ့ပြောမယ်ဆိုရင်အဲ့ဒီအပြောဟာမကောင်းတဲ့အပြောပဲဖြစ်မှာပဲဘလောက်ပဲခြူသားပါတယ်ပြောပြောဘလောက်ပဲအချူရည်တကားရည်တွေဖုံးထားတဲ့သဘောမျိုးလို့တကယ့်ကိုအကွက်တွေရှင်ပြီးတော့ပြောတော်လည်းပဲမကောင်းတဲ့စိတ်တွေအခြေခံထားမယ်ဆိုရင်အဲ့ဒီအပြောကိုမကောင်းပြောလို့ပဲပြောရမယ် ကောင်းတဲ့စိတ်တွေအခြေခံမယ်ဆိုရင်တော့ဘာပဲလုပ်နေနေမကောင်းတဲ့အလုပ်လိုပဲပြောရမယ်။ဘာသာရေးသာသနာရေးနဲ့ပတ်သက်ပြီးတော့လုပ်တာတောင်မှတချို့မကောင်းတဲ့စိတ်တွေကိုအခြေခံထားတော့ကောင်းတဲ့အလုပ်လို့ပြောလို့မရအောင်။ဒါဥစဉ်တို့ကုံကုံပြောတာနော်။အဲ့ဒီတော့ဘာပဲပြောနေနေဘာပဲလုပ်နေနေအကယ်၍မကောင်းတဲ့စိတ်နဲ့သာပြောမယ်လုပ်မယ်ဆိုရင်အဲ့ဒီအပြောအလုပ်တို့ဒီမကောင်းပြောနဲ့မကောင်းလုပ်ဖြစ်ဖြစ် မကောင်းပြောကြတော့ဝစီကမကောင်းဘူးပေါ့မကောင်းတဲ့အလုပ်ကြတော့ကာယကမကောင်းဘူးလို့ပြောရမှာပေါ့ဟုတ်လားအဲ့ဒီတော့စိတ်ကမကောင်းရင်ဝစီကလည်းမကောင်းနိုင်ဘူးကာယကလည်းမကောင်းနိုင်ဘူးစိတ်ဆိုးရင်ကံဆိုးတယ်ဆိုတာအဲ့ဒါပဲဘေးတည်းစိတ်ဆိုးရင်ပါဆိုးတယ်စိတ်ဆိုးရင်ကံဆိုးတယ်ကံဆိုးလို့ရှိရင်အကျိုးပဲဆိုးမယ် ပိတ္တိကံဆိုးရင်ပါဆိုမယ်ကျိုးပေးဆိုမယ်အဲ့ဒါကိုပိတ္တတို့ရဲ့စိတ်ထဲမှာရှင်းရှင်းလင်းလင်းမှတ်သားထားဖို့ရမှာဩစိတ်ဆိုးရင်ကံဆိုးတယ်ကံဆိုးရင် အဖြစ်ဆိုးတယ်လို့ဒါမှတ်ထားရမယ်အဖြစ်ဆိုးနေတာလေမှန်တယ်မြကံဆိုးလို့ပဲကံဆိုးတာမှန်တယ်မြဒီစိတ်ဆိုးလို့ပဲစိတ်ဆိုးတယ်ဆိုတာဒေါသဖြစ်တာလေးကိုဆိုလိုတာမဟုတ်ဘူးဆိုးတဲ့စိတ်တွေမကောင်းတဲ့စိတ်တွေယုံမာတဲ့စိတ်တွေဖြစ်တာကိုစိတ်ဆိုးတယ်လို့ဆိုတာ ဒါကြောင့်ရှေးတုန်းကမထေမြတ်ကြီးတပည့်ကအတူကြုံလေးဩဝါဒပေးဘူးလေအကောင်းဆုံးဩဝါဒလို့လည်းပြောလို့ရတယ်အဲ့ဒါပါလဲဆိုတော့စိတ်မဆိုးနဲ့ကောင်းကောင်းနေတဲ့ဆိုလိုကြီးကဒါနှလုံးနဲ့ပြောတာနော်ဗါတဲ့တော့စိတ်မဆိုးနဲ့ကောင်းကောင်းနေတဲ့စိတ်မဆိုးနဲ့ဆိုတာဒေါသမဖြစ်နဲ့လို့တင်ဆိုလိုတာမဟုတ်ဟုတ်လားဆိုးတဲ့စိတ်တွေမဖြစ်စေနဲ့ကြိုင်ဆိုင်တဲ့စိတ်တွေ လူဆန္ဒပြင်းထန်တာတွေရမဇောတွေအာကြီးတာတွေမကျင့်တတ်တာတွေမုန်းတီးတာတွေမနာလိုတာတွေဝန်တိုတာတွေအဲ့ဒါကောင်းတဲ့စိတ်လားဆိုးတဲ့စိတ်လားအဲ့ဒါလိုဆိုးတဲ့စိတ်တွေမိမိတန်တာမှာမဖြစ်စေနဲ့လို့ဆိုတာကစိတ်မဆိုးနဲ့လို့ပြောတာဒါတိဒီခဏခေတ်ကလူတွေကတော့စိတ်မဆိုးပါနဲ့ဆိုရင်ဒီဒေါသမဖြစ်ပါနဲ့လို့ဒီလောက်ကလေးရည်ရွယ်ပြောရတာနော်စလုံးကြီးကအဲ့လောက်ရည်ရွယ်ပြောတာမဟုတ်စိတ်မဆိုးနဲ့ပြီးတော့ဗါတယ်လို့ကောင်းကောင်းနေတဲ့ ကောင်းကောင်းနေဆိုတဲ့သကလုံးလေးကသုံးလုံးနဲ့ကောင်းကောင်းနေဒါပေမဲ့ချဲလိုက်ရင်တော့မမဆုံးနိုင်အောင်ကျေတယ်ဗျာလူတန်းပေးကန်းနေတာလည်းကောင်းကောင်းနေတယ်လို့ပြောလို့မရဘူးလားတိလာတွေစောင့်တည်ပြီးတော့ကိုယ်နဲ့နှုတ်ကိုစောင့်ထင်းပြီးတော့နေတယ်ကောင်းကောင်းနေတယ်မိမိရဲ့စိတ်တဏ္ဍာမလောဘဒေါသမောဟတွေမဝင်နိုင်အောင်ဘာဝနာတရားတွေနဲ့ထုံမွန်းပြီးတော့နေမယ်ဆိုရင်လည်းကောင်းကောင်းနေအပြည့်စုံဘူးလားပြည့်စုံတယ်ဒါကြောင့်ဒီတေသနာတော်လေးကိုပေးသက်ပေါင်းသူတော်ကောင်းတို့ လို့မှတ်ရမှာလဲဆိုတော့စိတ်ဆိုးရင်ကံဆိုးမယ်ကံဆိုးရင်အဖြစ်ဆိုးမယ်အဖြစ်ဆိုးပြီဆိုမှတော့ကောင်းနိုင်မှာမလားမကောင်းနိုင်ဘူးဒါကြောင့်ရှင်းသူတော်ကောင်းကြီးတွေကအေးလူမုံမှမကြောက်နဲ့ကံမုံမှကြောက်ဒီနေ့ဘာလဲတော့လူမုံမှမကြောက်နဲ့ကံမုံမှကြောက်တဲ့ကိုပြုတ်ခဲ့တဲ့ကံတွေကနွားချေရအောင်ကိုလှဲပြီးအစင်လိုက်တယ်လို့မျိုး မကောင်းတဲ့ဒုက္ခတွေပေးဖို့ဆိုတဲ့အနေအထားမျိုးနဲ့လိုက်မနေဘူးလားလိုက်နေတယ်ဒါဥစဉ်တို့ပထမဦးဆုံးဓမ္မပဒမှာလာတဲ့ဂါထာ